ဘင်္ဂလားဒေ့မွတ်စလင်ဒုက္ခသည်စခန်းကိုကုလအတွင်ရုံရှုပ်ဂူဒါရီရောက်လာပြီးတော့အေအေဟာသီးရှားအဖွဲစီဖြစ်တဲ့အတွက်မွတ်စလင်ဒုက္ခသည်များအနေနဲ့နေရပြန်နိုင်ရေးအတွက်တည်တန်းဆွေးနွေးဖို့လိုအပ်ပါတယ်ဆိုတဲ့အကြောင်းပြချက်ပြောကြားချက်တွေကိုမခံမရနိုင်အောင်ဖြစ်နေပြီးတော့ MPNU ကျော်မျိုးမင်းက စစ်လော်ပြီးပြီးပြီးဘာသာရေးလူမျိုးရေးခွေလျာပြီးတော့ရန်တိုင်းနေတဲ့ဗီဒီယိုဖိုင်ကိုကျွန်တော်အနေနဲ့ sharing လိုက်ပြီးတော့တင်ဆက်တော့မှာပဲဖြစ်ပါတယ်ပြီးတော့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ပြောကြားထားတဲ့အကြောင်းရင်းငါးချက်ကိုကျွန်တော်အနေနဲ့ဖတ်ကြည့်မျှဝေ တင်ဆက်တော့မှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါမင်္ဂလာပါနားဆင်ကြပါ တိုင်းပြည်ကအဖက်ဖက်ကယိုယွင်းပြစီနိုင်ကြလာတဲ့အချိန်မှာတိုင်းပြည်ကယိုယွင်းပြစီနိုင်ကြတိုင်းပြည်မှာရှိတဲ့လူတွေအလုံးစီလုံးညုံမှုမရှိကိုကိုကျိုးစီဝါတပိုးတဲ့သမားတွေများအဲ့လိုများတဲ့ခါကျတော့တိုင်းပြည်ကဟိုလူကစော်ကဒီလူကစော်ကဟိုလူကပြောဒီလူကပြောကျွန်တော်တို့ကဘာလဲဆိုတော့ဟိုဟိုဘာလဲဆိုတော့ဟိုကျွန်တော်တို့ခဲကျုံးမှာပေါ့နော်ဟိုအမိမဲ့သားအဖမဲ့သားသမီးဖြစ်တယ်လို့ပြောတယ်။မိမဲ့အမိမဲ့ဖမဲ့သားသမီးလူပုံလည်းမှာမျက်နှာငြင်းရတယ်လို့ပဲဟိုလူကစော်ကဒီလူကစော်ကဟိုလူကဒရွင်းနဲ့တွေ့တွေ့တွေ့ခါရတယ်လို့ပဲကျွန်တော်တို့ကအဲ့ဒီ ခံစားချက်ကိုကျွန်တော်ခံစားရတယ်ခံစားမှုတွေခံစားဟုတ်ရဲ့လားတေချာရဲ့လားခံစားမှုတာတေချာရဲ့လားဒါဆိုရင်ခံစားတတ်ပြီဆိုတော့ငါတို့တိုင်းရင်းသားတွေအတော်လေးနေနေလောက်ခံစားကြည်စမ်းပါဦးခေအဆဆာကြီးနှိပ်ကွက်ထားတာကိုတိုင်းရင်းသားတွေလွတ်လပ်မှုလိုချင်တာကဒါကမင်းတို့အမိမေသားရေခမ်းကားဆိုသလိုမျိုး ခံစားတတ်တာသေချာတယ်ဆိုရင်ကိုချင်းစာစိချီရလားဒါပဲမေးချင်တယ်အဲ့တော့ကျွန်တော်လည်းကျွန်တော်ဘွားကြောင့်ကျွန်တော်ကောင်းသေးတယ်အဲ့တော့ကျွန်တော်တို့ခံစားရတယ်အဲ့ဒါမျိုးဆိုစိတ်ထဲမကောင်းဘူးတိုင်းပြည်ကအဲ့လိုဖြစ်နေချိန်မှာနောက်ထပ်စော်ကားတယ်နောက်ထပ်ပို့ပြီးတော့ကိုတိုင်းပြည်ရဲ့အထောက်အကူအနာကိုဟိုစောက်ကြီးမဆိုင်တဲ့ပုံစံပြောတာတွေကိုချားရင်စိတ်ထဲမကောင်းဘူးအခုကုလသမဂ္ဂအတွင်းမှုချုပ်နော်ကုလသမဂ္ဂအတွင်းမှုချုပ်နော်ကုတဟိုဟာဘောအဲအန်တိုနီယိုဂူဒါရက်ပေါ့နော်သူကမတ်လ15ရက်နေ့က ူကအဲ့ English ကိုခီးစင်မှာထည့်ပြောတယ်အဲ့ဒါပြီးတော့သတင်းစာရှင်းလင်းပွဲဆက်တိုင်းနေညမှာသတင်းစာရှင်းလင်း16ရက်နေ့မှာမနေ့မှာလှုပ်တယ်ပေါ့လေကျွန်တော်တို့ပဲ16ရက်ပေါ့ဆက်ရမှာသတင်းစာရှင်းလင်းလှုပ်တယ်အဲ့သတင်းစာရှင်းလင်းပွဲမှာသူပြောရတဲ့စကားပေါ့နော်ဆိုတော့အဲ့စကားထဲမှာဘာပါသွားလဲဆိုတော့အေးအေးပေါ့ဗျာပို့လို့ပြောရင်အေးအေးပေါ့ဆိုပြောချင်တာအေးအေးပေါ့အေးနဲ့ပတ်သက်ပြီးသူပြောသွားတာဆိုတော့ပင်ကလေးနေရပြန်နိုင်ဖို့ကိစ္စအားတဲ့အတွက်အေးနဲ့ဆွေးနွေးဖို့လိုအပ်တယ်အဲ့တော့အေးနဲ့ဆွေးနွေးမှာပဲတဲ့ဒါဆိုအေးဆိုတော့အေးရတဲ့ နော်တီချာအဖွဲ့အစည်းဖြစ်နေတယ်အဲဒါကြောင့်မလို့ဘင်္ဂလီရီနေရပြန်ရေးကိစ္စအကြတဲ့ဖြစ်ဖို့ဆို AA နဲ့စကားပြောဖို့အတွက်လိုအပ်တယ်လို့သူယုံကြည်တယ်ပြောချင်တာ AA နဲ့သူစကားပြောမယ်ပေါ့ဆိုတော့နတ်ဆကအစိုးရနဲ့သာသူစကားမပြောရင် AA နဲ့ကြာသူစကားပြောမယ်တဲ့ဘာလို့ကြောင်လဲဆိုဘင်္ဂလီရီကြောင်ပြန်တွေးကြည့်တီချာနားတော်နော်ဘင်္ဂလီနဲ့ရခိုင် AA ဒီကြထဲမှာဘလိုမျိုးသွေးခွဲလာမလဲဘလိုမျိုးဘာသာရေးလူမျိုးရေးကိုသွေးထိုးပြောဆိုလာမလဲဆိုတဲ့ စကလုံးစားလာပြီနားစင်ပါခဲတော့တိုင်းပြည်မှာဘယ်တော့နာဖို့ကောင်းလဲဆိုတာနာကောင်းမှမသိတော့တဲ့ကဉာဏ်ပညာအသိဉာဏ်အသိဉာဏ်နေတဲ့အခါနှလုံးသားအားနေတဲ့အခါအသိဉာဏ်အားနေတဲ့အခါအဲ့တော့ကိုကြိုးစည်းဝါအတ္တတွေညာလုံးတဲ့အခါနာမယ်စကားတော့နာကောင်းမှမသိတော့တာထုံသွားတာစဉ်းစားကြည့်စမ်းဘယ်တော့ရှက်ဖို့ကောင်းလဲနော်နာစားမင်းတို့ရဲ့နာဓာတ်တွေဆိုရင်တခြားတိုင်းရင်းသားလူမျိုးတွေလေးအကုန်လုံးနာတမ်းမှာပေါ့ကိုချင်းစာစေးလေးနည်းနည်းလေး နည်းနည်းလေးထားကြည့်စမ်းအစိုးရနဲ့တော့စကားမပြောဘူးအင်္ဂလိပ်ပြဖို့ကိစ္စအောင်အေးနဲ့ကြာစကားပြောမယ်တဲ့နတ်ဆရာအစိုးရနဲ့တော့စကားတခွန်းအောင်ပြောလာလည်းမတူစကားပြောဖို့တော့ပြောဘူးနော်နတ်ဆရာအစိုးရနဲ့လာတွေ့မယ်ဆိုစကားတခွန်းအောင်ပြောဂူဒရက်ကအခုအင်္ဂလိပ် issue နဲ့ပတ်သက်လို့ပြောတော့အေးနဲ့စကားပြောရမယ်တဲ့ပြောဖို့လိုရဲ့အဲဆိုအေးအားတဲ့ဟာသူတို့ရဲ့နေရပြန်ရဲ့အတွက်အဓိကသတ်မှတ်ထားတဲ့သူတို့ရဲ့နေရပြန်ရဲ့အတွက်လက်ရှိ လက်ဝဲပိုင်ဆိုင်ထားတာကအာရာခတ်တော် AA ဖြစ်တယ်လေဒါကိုပြည်သူပြည်သားအကုန်လုံးသိတယ်လို့ကဘာကားတောင်သိနေတဲ့ကိစ္စကြီးကို NASA ကအစိုးရနဲ့တော်ပြီးတော့ညှိနှိုင်းရအောင် NASA ကအစိုးရကြီးကနေပြည်တော်မှာသူတို့ဘင်္ဂလားဒေ့ဒုက္ခသည်ကောဗဇာခရိုင်ကဒုက္ခသည်တွေကို နေပြည်တော်မှာခေါ်ထားမလားဒါပဲတွေ့စကားကိုဝိနည်းကြောင်ပဲမပြောနဲ့โอเคဆက်ပြော တိကျအဖွဲ့ဖြစ်တယ်တဲ့ဒါကြောင့်မို့လို့မွတ်စလင်တွေရဲ့ပြည်ရင်းတဲ့ကိစ္စပတ်သက်ပြီးတော့တဲ့အေးနဲ့စကားပြောဖို့လိုအပ်တယ်လို့ကိုယ်ချုံကြည့်ပါတယ်တဲ့နော်အဲ့တော့အေးနေနေရပြောင်းကိစ္စတချင်တော့ပဲပြောအလူသားတော်စာတော်ကူကြီးဘာညာအဲ့ဘင်္ဂလီကိစ္စကိုရှုံရှုံဝင်အောင်သူပြောတယ်နောက်ဆုံးသူပြောတဲ့စကားတခုဆိုပိုတော်ရီဖို့ကောင်းသေးတယ်ဗျာပိုတော်ရီဖို့ကောင်းသေးတယ်ဘင်္ဂလီတွေကိုအကူအညီဖတ်တော့တယ်ဆိုတဲ့ကိစ္စအားတဲ့ယာစုမှုတစ်ခုပါတဲ့ဘင်္ဂလီတွေအကူအညီဖတ်တော့တယ်ယာစုမှုဦးတဲ့ခဲစဉ်းစားကြည့်တယ်ဗျာအဲ့တော့ ်ဗင်္ဂလီတွေအကူအညီဖျက်ထုတ်လိုက်တာရာဇဝမှုတစ်ခုပါတဲ့အဲ့တော့အဲ့ဒါကြောင့်မလို့တကဘာလုံးမှာရှိတဲ့လူတွေကတော့ဝိုင်းအောင်ပြီးတော့အကူအညီပေးကြဖို့လိုအပ်တယ်ပေါ့ဆိုတော့ဟောခင်ဗျားတို့ပဲစဉ်းစားကြည့်တော့ဗျဘယ်လောက်ရှက်ဖို့ကောင်းလဲမြန်မာတိုင်းကလုံးကလူတန်း90တပတ်အူဆင်းရ90တပတ်လုံးရဲ့ဘဝအနာဂတ်ရဲ့စောက်ကြီးဆိုင်ကြမလို့ဘူးဗင်္ဂလီတွေမကူညီတာမလို့ရာဇဝမှုကာလေကျွန်တော်တို့တိုင်းပြည်ကမြန်မာနိုင်ငံသားတွေကနာရကောင်းမလဲမသိဘူးကဘာကြီးကကျွန်တော်တို့ဘလို့နေလဲဘာသာရဲ့လူမျိုးရဲ့ထေပြောပြီးတော့နားထောင်ပါ တော့လေကိုဟိုဘယ်လိုကောင်းမလဲအဲ့အသိစိတ်အသိဉာဏ်ကိုချင်းစာတရားကိုချစ်တရားနောက်တော့ကိုကျိုးစည်းဝါအတ္တနေပါဘူးအဲ့ဒါတွေကမရှိတဲ့အခါကျတော့အကုန်လုံးသူများကကိုကိုဒီလိုပြောရအောင်နားရကောင်းမှမသိဘူးကျွန်တော်ကနားတယ်ဟာဒီကောင်တွေကဘင်္ဂလီကိစ္စမှာတော့ဒီကောင်တွေအသေးအံဖြစ်နေတာကဘာဝတော်သူကချိတ်ကြောက်လိုက်သေးတယ်။ရာဇဝမှုတဲ့ဘင်္ဂလီဘင်္ဂလီတို့မကူညီတာချက်ချက်တော့တာ။ကိုကြီးထောက်တာ။ရာဇဝမှုတဲ့။မကူညီမဲ့ရာဇဝမှုတဲ့။မြန်မာလေး50တန်းကတော့တည်ကျင်တဲ့တည်ဖြစ်ချင်တာဖြစ်ဆိုတဲ့သဘောမျိုးကြီး။ပြီးတော့ဒီလူတွေနေရပြန်မှု ိစအတော့ကို AA နဲ့လည်းစကားပြော AA နဲ့စကားပြောရမယ် AA နဲ့စကားပြောမယ် AA တိကျဖွဲ့တယ်ဆိုတော့နာဆာကနဲ့ဂူဒါရက်ကစကားပြောမယ်လို့စကားတစ်ခေါက်တော့သူမပြောခဲ့ဘူးအဲ့တော့နာဆာကကိုပို့ဝင်လို့ပြောခေါ်တော့ပါနာဆာကကိုစောက်ကြည့်မဆိုင်ဘူးကွာ AA ကတော့ငါစကားပြောမယ်အဲ့တော့လက်ချီအခြေအနေအတိုင်းတာကိုသူတို့သိတယ်လေကွာလူ90တန်းဒုက္ခရောက်နေတာ မကူညီဘူးကူညီဖို့စကားမပြောဘူးဆိုတာလက်ရှိအတိုင်းအတာမှာဒီလူတွေဒုက္ခရောက်နေတာဘယ်သူတွေကြောင်းလဲ အာနာသိမ်းလိုက်တဲ့ကိစ္စနဲ့မြန်မာနိုင်ငံကြီးရေနွေးအိုးဆူသလိုပေါ်ပေါ်ဆူပြီးတော့ဒုက္ခရောက်တဲ့သူတွေမြောင်များစွာပေါ်ထွက်လာတာကိုဒါကိုလေကုလသမဂ္ဂကအကုန်လုံးကိုပန်ပိုးပြီးတော့လူတိုင်းစီကူညီပေးရမယ်ဆိုရင်မင်းတို့နာစကအစိုးရကြီးကပို့ပြီးတော့ဒီထက်ရောက်မှလာအောင်ပါဘောဟုတ်တယ်နော်ဒီတော့မိမိ သူများလက်ညှိုးတစ်ချောင်းထိုးမယ်ဆိုရင်မိမိဘက်ကဘယ်နှချောင်းထိုးနေတယ်လဲဆိုတာလည်းအရင်ဆုံးတွေးကြည့်ဖို့လိုတယ်ကျော်မျိုးမင်းโอเคစပြောဘယ်ဖြစ်မနေဘူးလားနားရအောင်မသိတဲ့ခါကျွန်တော်တို့တိုင်းပြည်ကြီးကဒီဘင်္ဂလီ issue နဲ့ရှင်လာရင်မြန်မာတိုင်းနိုင်ငံလုံးကဘလို့ဘလို့တော့အောက်တန်းကြွားသွားတယ်ဘလို့အစင်တန်းနေကြွားသွားတယ်ဘင်္ဂလီတွေကကဘာမှာသူတို့ကသူတို့ရဲ့သူတို့က ကျွန်တော်တို့ရှင်းလိုက်မြန်မာနိုင်ငံလုံးက50တန်းနဲ့ဒီပင်ကလေးတန်းသောပမာဏအဲ့လောက်နဲ့ရှင်းလိုက်တဲ့အခါဒီတန်းကရှင်းတန်းရဲ့နံပါတ်1 50တန်းလုံးသေလဲဘာမှမဖြစ်ဘူးဆိုပုံစံကြီးချောင်းချိန်တော့ကုလသမဂ္ဂရဲ့အတွင်းမှုချုပ်ကဆွဲတင်သွားပြီကျွန်တော်တို့အဲ့ဒါလည်းနားကောင်းမသိကြအောင်ဆိုတော့ကျွန်တော်တိုက်ဒီမှာနောက်လာမယ့်မျိုးဆက်ခမတို့သားတွေလူမိတွေညီးရမြစ်တွေလက်ကြရင်အကုန်လုံးခေါင်းမှုချုံနေရရင်တော့ကိုရိုက်တဲ့ကိုကံခမတို့ဒီနေ့ခမတို့လုတ်ခဲတာစဉ်းစားတော့အကုန်လုံးခေါင်းမှုချုံနေရမယ်ဆိုတော့ဒါကဘာသာရေးကိုဆွေးထေးတဲ့သဘော ဘာသာရေးကိုထေပြောတာဒါကြောင့်မွတ်စလင်တွေအနေနဲ့ကလည်းအဓိကရန်သူကဘသူလဲဆိုတာမင်းတို့တွေတွေ့ဖို့လိုအပ်တယ်။ Okay နော်ဆန္ဒတော်တော်တော့နောက်တစ်ချိန်ကျွန်တော်တို့သားသမီးတွေမြည်တယ်မြည်တယ်ခံရလိမ့်မယ်ဆိုတော့ခင်ဗျားတို့မေးကြဖို့လိုတယ်ဒီနေ့ခင်ဗျားတို့ကျွန်တော်တို့ဆုံးဖြတ်ချက်မှားခဲ့တာဒီဒီနေ့ခင်ဗျားတို့ကျွန်တော်တို့ကိုချင်းစာတရားမရှိခဲ့တာဒီနေ့ခင်ဗျားတို့ကျွန်တော်တို့ မတိကြုံကြုံပြုတ်ခဲ့တာဒီနေ့ခင်ဗျားတို့ကျွန်တော်တို့ကိုကိုကျိုးစီဝါအတားအတွက်ဘသူကမှမပြောဘူးတိုက်ကြီးပြေးပြီးတော့ငါအေးစစ်ပြန်ပြီးရောဆိုတော့နေခဲ့မိတာတွေကနောက်တစ်ချိန်မှာခင်ဗျားတို့မြည်ရမြစ်တွေကြိုက်ခံရလိမ့်မယ်အဲ့ဒါကိုမမေ့ချဘူးလို့အဲ့ဒါကိုမှမမေ့ရင်တော့အဲ့ဒါကိုမှမသိဘူးငါငါအစီပြင်ပြီးရောကျွန်တော်ကဘာဖြစ်ဖြစ်ဆိုတဲ့ပုံစံမျိုးနဲ့နေကြရင်တော့ခင်ဗျားတို့မြည်ရမြစ်တွေလှည့်ရအောင်တော့စပြီပေါ့ဗျာဇလန်စပြီအဲ့ဒါခင်ဗျားတို့ခံရပြီတော့ကျွန်တော်ဒီတစ်ပတ်အဓိကရန်သူမိတ်ဆွေကိုခွေးချမ်းစိတ်ပြပြီးတော့မိမိတို့အနေနဲ့ ရန်သူအားဘသူလဲမိတ်ဆွေအားဘသူလဲဒါကို တွေ့တော့ဖို့လိုအပ်တယ်ဟုတ်ကဲ့ပါမင်္ဂလာပါပြီးတော့ကုလသမဂ္ဂအတွင်းမှုရှုပ်ဂူတာရဲပြောဆိုတော့တဲ့အချမ်း၅ချက်ကိုကျွန်တော်အနေနဲ့မျှဝေတင်ဆက်တော့မှာပဲဖြစ်ပါတယ်ကုလသမဂ္ဂအထွေထွေအတွင်းမှုရှုပ်အန်တိုနီရိုဂူတာရိုက်ကဘင်္ဂလားဒေ့ရှ်ခီးစဉ်မှာရခိုင်အရေးနဲ့ပတ်သက်ပြီးတော့ထုတ်ဖော်ပြောကြားခဲ့တဲ့အကြောင်းရင်း၅ချက်ကိုကျွန်တော်အနေနဲ့ဖတ်ကြည့်မျှဝေတင်ဆက်တော့မှာပဲဖြစ်ပါတယ်ကုလသမဂ္ဂအထွေထွေအတွင်းမှုရှုပ်က မလ73ရက်နေ့ကနေပြီး76ရက်နေ့အထိ၄ရက်အကြာဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိလာတာဖြစ်ပြီးတော့အဲ့ဒီခရီးစဉ်အတွင်းမလ74ရက်နေ့မှာတော့ကောပဇာခရိုင်အိုကီယာမြို့နယ်မှာမြန်မာနိုင်ငံရခိုင်ပြည်နယ်ကထွက်ပြေးလာကြတဲ့မွတ်စလင်ဒုက္ခသည်တွေကိုတော်ရောက်ပြီးတော့ဒုက္ခသည်တွေနဲ့လည်းတွေ့ဆုံခဲ့တယ်။မလ15ရက်နေ့မှာတော့ဓာကာမြို့မှာဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရဲ့အကြံပေးတွေနဲ့ ပူတွေတည်င်းစာရှင်းလင်းပွဲတစ်ခုကိုပြုလုပ်ခဲ့တယ်။အဲ့ဒီတည်င်းစာရှင်းလင်းပွဲမှာကုလသမဂ္ဂအထွေထွေအတွင်မှုရှုံးပြောကြားခဲ့တဲ့အချက်တွေထဲကအချက်၅ချက်ကိုအဓိကမိမောင်းထိုးပြလိုက်ရပါတယ်ခင်ဗျာ။ကုလသမဂ္ဂအတွင်မှုရှုံးဟာမလ6ရက်နေ့ကတော့ဘင်္ဂလားဒေ့ရှ်ကနေပြန်လည်ထွက်ခေါ်သွားခဲ့တယ်။နံပါတ်1အာရာခတ်တော်အေအေနဲ့တွဲဆုံဆွေးနွေးရေးအာရာခတ်တော်အေအေနဲ့လိုအပ်တဲ့တွဲဆုံဆွေးနွေးမှုများပြုလုပ်ဖို့လိုတယ်လို့ပြောကြားထားတယ် အေဟာတွေးဆုံဆွေးနွေးစရာစကားပြောရမယ်ယုံကြည်တဲ့အဖွဲ့အစည်းတစ်ခုအဖြစ်လဲသူကဆိုလိုထားတယ်ရခိုင်ပြည်နယ်ကမွတ်စလင်တွေနဲ့အခွင့်အရေးကိုအပြည့်အဝလေးစားလိုင်းလာဖို့အာရဟတတော်နဲ့ထီးတွေးဆက်ဆံဖို့အရေးကြီးတယ်လို့ပြောကြတယ်အတွင်းရေးမှုချုပ်ကရခိုင်ပြည်နယ်မွတ်စလင်တွေရဲ့အခွင့်အရေးကိုအပြည့်အဝလေးစားလိုင်းလာဖို့အဓိကအာရဟတတော်နဲ့ထီးတွေးဆက်ဆံဖို့အရေးကြီးတယ်လို့ကျွန်တော်တို့ထင်ပါတယ်ဆိုပြီးတော့ ဒါတိုင်းပြောကြားခဲ့တာဖြစ်တယ်။နံပါတ်1မွတ်စလင်ဒုက္ခသည်များဂုံသိခချီရှိနေရပြန်နိုင်ရဲ့တိုက်ပွဲတွေကြောင်းခက်ခဲနေတယ်။လက်ရှိရခိုင်ပြည်နယ်တွင်မြန်မာစစ်တပ်နဲ့အာရခတပ်တော်အေအေတို့အကြမ်းမှတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပေါ်နေတဲ့အတွက်ဘင်္ဂလားဒေ့ရှ်ကနေဒုက္ခသည်တွေဂုံသိခချီစွာနေရပြန်ဖို့အတွက်အလွန်ခက်ခဲမှဖြစ်တယ်လို့ပြောကြတယ် ရခိုင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့ဗဒီပခါတဲ့အဆုံးတိုင်းရင်းနဲ့ဒုက္ခတွေတွေနေရပြန်နိုင်ဖို့တင်းလျော်တဲ့ပဝင်းချင်းဖန်တီးပေးဖို့အတွက်အဲ့ဒီနေရာမှာလူသားချင်းစာနာမှုအကူအညီတွေတိုးမြင့်ပေးဖို့အရေးကြီးတယ်လို့အလေးပေးပြောကြားတော့တာဖြစ်တယ်။နံပါတ်3တိုက်ပွဲများအဆုံးသတ်ပြီးဒီမိုကရေစီပြန်လည်ထူထောင်နိုင်ရဲ့အတွက်နိုင်ငံတကာနဲ့အိမ်နှင်းချင်းနိုင်ငံအားလုံးရဲ့ပြည်အားတွေကိုတိုးမြင့်ရလိုအပ်တယ်။ တိုက်ပွဲများအဆုံးသတ်ပြီးဒီမိုကရေစီနိုင်ငံပြန်လည်ထူထောင်နိုင်ရဲ့အတွက်နိုင်ငံတကာနဲ့အိမ်နီးချင်းနိုင်ငံများအားလုံးဤမြန်မာအစိုးရကိုဖိအားများကိုတူးမြင့်ရန်လိုအပ်တယ်လို့ပြောကြားသွားတာဖြစ်တယ်။မြန်မာနိုင်ငံကိုပိတ်ဆို့အရေးယူဖို့ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့သဘောတူညီချက်ကိုရာချီဖို့ခက်ခဲနိုင်တယ်လို့လည်းပြောဆိုထားတယ်။နံပါတ်၄ဒုက္ခတဲ့အရေးဖြေရှင်းဖို့မြန်မာနိုင်ငံကိုစီယုံဖို့လိုတယ်။ ရခိုင်ကထွက်ပြေးလာတဲ့ဒုက္ခတွေကိုနေရပြနိုင်ရဲ့တဘာဝကြကြနဲ့လွေကူချုံးမွေးစေမယ့်ဖြည့်ချင်းချက်ချနိုင်မှုဘင်္ဂလားဒေ့ရှ်နိုင်ငံကြောင့်မကားပဲနိုင်ငံတကာအသိုင်းအဝိုင်းတရားလုံးကမြန်မာနိုင်ငံကိုစီးယုံဖို့မရှိမဖြစ်လိုအပ်တယ်လို့ဦးလာသမကအကြီးအကဲကပြောကြားထားတယ်။တချိန်တည်းမှာပဲမြန်မာနိုင်ငံအတွင်းလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေအချိန်အဟုန်နှံမြင့်တင်ဖို့လိုအပ်တယ်လို့ပြောတယ်။နံပါတ်5 ရခိုင်ဒေသကိုလူသားချင်းစာနာမှုအကူအညီပေးရလမ်းကြောင်းကိုဘင်္ဂလားရှ်နိုင်ငံကတဆင့်ဖွင့်လေးရန်လမ်းကြောင်းသစ်ချတင်နေလို့ပြောကြားထားတယ်။ပဋိပက္ခဖြစ်ပေါ်နေတဲ့ရခိုင်ဒေသတို့လူသားချင်းစာနာမှုအကူအညီပေးရလမ်းကြောင်းတွေကိုဘင်္ဂလားရှ်နိုင်ငံကနေစင်ကြလန်းအဖြစ်ဖွင့်လင်းဖို့ဖြစ်နိုင်ခြေရှိတယ်လို့အရေးအမောပြောဆိုတော့တာလည်းဖြစ်တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကနဦးဆွေးနွေးမှုတွေပြုလုပ်နေတယ်ဆိုတာကိုလည်းအတည်အလင်းဖော်ပြထားတာဖြစ်တဲ့ဒီတော့အခုဇဝေဇဝါနဲ့ရခိုင်ပြည်သူတွေရဲ့ဂျင်းထဲမှာဖြစ်ပေါ်နေတဲ့အချက်ကဘင်္ဂလားဒေ့ကော်ပဇာခရိုင်ကမွတ်စလင်ဒုက္ခသည်တွေဝင်လာတယ်ဆိုရင်လူမျိုးရဲ့ဘာသာရဲ့ပဋိပက္ခတွေမြောင်များစွာဖြစ်လာမှာဟောတော့စိုးရိမ်နေကြတယ် ဒါကြောင့်ဒီအချက်ကိုမိမိတို့အရဟတတ်တော်ကလည်းကောင်းကောင်းကြိုက်တွေ့နိုင်နိုင်တယ်လို့ကျွန်တော်တို့အနေနဲ့မျှော်လင့်မိတယ်။ဒီနေ့ဘင်္ဂလားဒေ့ရှ်တွေကထုတ်ပြန်လာတဲ့သတင်းကပုံမှာဘာလို့တော်တွေ့ရသလဲဆိုတော့တကယ်တော့အခုအရဟတတ်တော်နဲ့ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံတန်ငင်းတမန်ငင်းအရေးကိုဆွေးနွေးလာပြီးဖြစ်တဲ့အတွက်မိမိတို့အနေနဲ့နားလေမှု မြောင်းများစွာကိုလိုအပ်တဲ့အတွက်ယုံကြည်မှုကိုမြောင်းများစွာတည်ဆောက်ဖို့လိုအပ်တယ်။ဒီအတွက်အခုရခိုင်ဒေသမှာဒီနေရာကငါတို့နေရာပါဆိုပြီးတော့တီရှာအဖြတ်လုံးနေတဲ့အကြံဖတ်အကြံဖတ်တောင်းကြသူ ARSA အာစာဤထိပ်သီးကောင်းဆောင်အာတာဘူလာအပါဝင်6ဦးကိုဘင်္ဂလားဒေ့ရှ်ကဖမ်းဆီးထားတယ်ဆိုတဲ့သတင်းတပုတ်တွေ့ရတယ် ARSE ထိပ်သီးကောင်းဆောင်အာတာဘူလာအပါဝင် ထိပ်ပိုင်းကောင်းဆောင်6ဦးကိုဘင်္ဂလားဒေ့အာနာပိုင်းများကယမနီမလ16နှစ်နဲ့ဖမ်းဆီးထိန်သိမ်းထားကြောင်းကိုသိရသည် ARSE ကောင်းဆောင်များကိုဖမ်းဆီးထားကြောင်းဘင်္ဂလားဒေ့အာနာပိုင်းများကအတည်ပြုထားကြောင်းကိုလည်းယမနီမလ16ရက်နေ့ဘင်္ဂလားဒေ့သတင်းများမှဖော်ပြထားကြတယ် ARSA အဖွဲ့ကဖမ်းဆီးရန်ဘင်္ဂလားဒေ့အာနာပိုင်များသည့်စစ်စင်ရေးဖြင့်ဆောင်ရွက်ခဲ့ပြီးနောက် အာတာဘူးလာအပါဝင်အခြားသော၅ဦးကိုလည်းဖမ်းဆီးနိုင်ခဲ့သည့်ဖြစ်ကြောင်းကိုလည်းအတီးအလင်းဖော်ပြထားတယ်။ဖမ်းဆီးခံရသူများမှာ ARSA ကောင်းဆောင်အာတာဘူးလာအပါဝင်နောက်ထပ်၅ဦးဖြစ်တဲ့၎င်းတို့အားလုံးကိုယနေ့တွင်ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များမှတရားရုံး၌ရှုံးယမန်စေရယူထားကြောင်းနဲ့အမှုတစ်ခုဖြင့်တရားစွဲဆိုတော်မြင်မှုလည်းသိရသည်။ ARSA ကောင်းဆောင်အာတာဘူးလာမှာရခိုင်ပြည်မောင်တော်ဒေသကနေ့ ယခုရပိုင်အတွင်းဘင်္ဂလားဒေ့ကော်ပဇတ်ခရိုင်ရှိမွတ်စလင်ဒုက္ခသည်စခန်းများသို့လာရောက်ချိန်တွင်ဘင်္ဂလားဒေ့အာဏာပိုင်များကဖမ်းဆီးခဲ့ခြင်းဖြစ်သည်အာတာဘူလာနှင့်အတူဖမ်းဆီးခံရသည့် ARS ၏ခေါင်းဆောင်အဖွဲ့ဝင်၅ဦးမှကော်ပဇတ်ခရိုင်ရှိမွတ်စလင်ဒုက္ခသည်စခန်းများတွင်နေထိုင်ကြစဉ်အတွင်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းဘင်္ဂလားဒေ့သတင်းများကဖော်ပြသည်အာတာဘူလာဒီအခြားသောကောင်းဆောင်အပွဲဝင်၅ဦးနှင့်တွေးဆောင်ရန်ဘင်္ဂလားဒေ့ကော်ပဇတ်ဒေသသို့ ရောက်လာခြင်းဖြစ်ပြီးတော့အကြမ်းဖက်မှုများကျူးလွန်ရန်ဆွေးနွေးနေကြကြောင်းကိုလည်းဘင်္ဂလားဒေ့ရှ်အာဏာပိုင်များကပြောကြားထားတာရှိပြီးအဆိုပါ ARS ကောင်းဆောင်6ဦးနှင့်ပတ်သက်ပြီးတော့ဆက်နွေသောဒုက္ခသည်စခန်းကြီးကနောက်ထပ်မွတ်စလင်များကိုလည်းဖမ်းဆီးထိန်းသိမ်းခေကြောင်းကိုသိရသည်အဆိုပါ ARS ကောင်းဆောင်6ဦးနှင့်ပတ်သက်ပြီးတော့ဆွမ်းຫນွေသည့်ဒုက္ခသည်စခန်းလေးကနောက်ထပ်မွတ်စလင်များကိုလည်း ဖန်စီထိန်သိမ်းခေးကြောင်းကိုသိရသည့် ARS ရဲ့အပွေသည့်နိုင်ငံအသီးသီးတွင်အထူးသဖြင့်ရခိုင်နှင့်ဘင်္ဂလားဒေ့ရှ်ဒေသတို့တွင်အပြားအမောင်းရာဇဝတ်မှုများကျူးလွန်နေကြောင်းဘင်္ဂလားဒေ့ရှ်ရဲ့အစိုးရရှင်းနေတွေကလည်းတရားရုံးတွင်ပြောဆိုထားကြတာဖြစ်ပါတယ်ဒီတော့ရခိုင်ပြည်သူတွေရဲ့နှလုံးသားထဲမှာအခုဆိုရင်ဘင်္ဂလားဒေ့ရှ်ကယုံကြည်မှုကိုတည်ဆောက်လာတယ်လို့မိမိတို့အနေနဲ့စောင့်ကြည့်ရမှာပဲဖြစ်တဲ့ဘာလို့လဲဆိုတော့အဓိက ARA ARS RSO ဒီအကြံဖတ်သမားတွေကိုဘင်္ဂလားဒေ့ရှ်တွေကကိုပဇာခရိုင်ကမွ슬လင်ဒုက္ခသည်တွေနေရပြန်နိုင်ရဲ့အတွက်ဘလို့မျိုးယုံကြည်ရှာမျိုးတည်ဆောက်မလဲဘလို့ယုံကြည်ရှာမျိုးကိုကျွန်တော်တို့ကလက်ခံနိုင်မလဲဒီအရာတွေကိုစောင့်ကြည့်ပေးရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့ကျွန်တော်တို့ရဲ့ယုံကြည်ရှာတဲ့မိမိတို့လက်ခံလာတဲ့ ြည်သူအစိုးရဖြစ်တဲ့ ULAA ကလည်းဒီအရာကိုကောင်းစွာကိုင်းတွေ့နိုင်နိုင်မယ်လို့ကျွန်တော်တို့အနေနဲ့ယုံကြည်မျှော်လင့်ပါတယ်။ဘာလို့လဲဆိုတော့အခုဖြစ်ပြနေတဲ့အရာတွေမှာကွက်ကွက်ကွင်းကွင်းမြင်နေရတဲ့အတွက်ဒီသတင်းကိုဒီနားမှာပဲညီကုန်းချောအဆုံးသတ်ပါတယ်။ဟုတ်ကဲ့ပါမင်္ဂလာပါတာလီစောပါဂါရဝါပါ။ Bye bye.